ဲ့တော့စိတ်လေးကဘလို့ဖြစ်ပေါ်လာသလဲဆိုတာကိုလေ့လာကြည့်ဖို့ရအတွက်လိုအပ်တဲ့အခြေခံအချက်ကလေးတွေကိုပထမကြည့်ရရုပ်ကိုမြည်ပြုပြီးတော့စိတ်ကလေးဖြစ်လာတယ်အဲ့တော့စိတ်ကိုဖြစ်ပေါ်လာစေတတ်တဲ့နေရာတိုင်းကတော့စိတ်ကိုမဖြစ်စေနိုင်ဘူးပေါ့ဖြစ်ပေါ်စေနိုင်တဲ့ရုပ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်စိတ်ဟာဘာကြောင့်ဖြစ်လာဘယ်လိုဖြစ်လာသလဲဆိုရင်ဝိထုနဲ့အာယုံ送လို့ဖြစ်တာ ရှင်းအောင်ပြောမယ်ဆိုလို့ရှင်လက်နဲ့စီနဲ့ထိပြီးသွားလို့ရှင်အတန်လေးထွက်မလာဘူးလားဆောင်းကျိုးနဲ့လက်ကလေးနဲ့ထိလိုက်လို့ရှင်အတန်မထွက်ဘူးလားအေးအဲ့ဒီဆုံစည်းမှုသည်ဆုံစည်းရဆိုတာတိခတ်တာကိုပြောတယ်နော်ဆုံစည်းမှုသည်အတန်ထွက်ပေါ်ခြင်းအကြောင်းဖြစ်တယ်လို့ပဲဒုက္ခနာကောမှာရှိတဲ့ရုပ်တရားတွေနဲ့သို့မဟုတ်နန္တရားနဲ့ ပြင်ပဗဟိတကအာယုန်နေနဲ့ဆုံစည်းမှုဟာစိတ်ဖြစ်ပေါ်ဖို့ရအကြောင်းတစ်ခုပဲလို့ဒီလို